Buddha said, and great night and ten. Chọn tha chọn thử, tha thì mình uh, hít hà lông rẻ. Thuy khổ lý thị nị. Phụng hồn nhạc quý bế chân hà lông. Cô chí lại, cô phá lông hà lông, phụ ra xa bí rông phá lông hà lông. Để chú hỏi hình, cô chê chênh thuy lông bí hào. ချက်ချင်းဆုံးဖြတ်လို့မရဆုံးဖြတ်ပြီးအခုချက်ဆုံးဖြတ်ပြီးလည်းပဲနောက်ပိုင်းပြင်ပြင်ချင်းပြင်လိမ့်မယ်ပြင်ကြတယ်ပြင်တဲ့လူလည်းရှိတယ်မပြင်တဲ့လူလည်းရှိတယ်အခုခင်ဗျာဆောင်းပြီးတော့သူတို့ဖြစ်ချင်တဲ့အားတွေအဲတေချာတိပြီးတော့အဲကျိုးစားလှုပ်ဆောင်သွားလူတွေရှိတယ်အဲ့လိုမဟုတ်ဘဲနဲ့ဒီဟာလှုပ်ချင်လားဟိုဟာလှုပ်ချင်လား အတိအကျမသိသေးတဲ့အဲအချောင်းသားချောင်းသူတွေတာသူတွေလည်းရှိတယ်။ဒါတော့ဒါတော့သမီးတို့အရွယ်မှာဒါမဆန်းဘူး။ဘုံတို့ညမနိုင်မှလည်းဖြစ်တယ်။တခြားနိုင်ငံမှာလည်းပဲတွေ့ဘူးတယ်။ဒီအဲဆုံးမြတ်ချက်ဒီတစ်သက်လုံးတွေချမှတ်ဖို့ဆိုတာဒါအမှန်အမှန်ဝန်လေးတဲ့အရာတစ်ခုဖြစ်ပါ ဒါပေမဲ့ရွေချက်နေနေကတော့ချက်ချင်းဆုံးချက်ချက်ချနိုင်တယ်နော်ဘာလုပ်မယ်ဆိုတဲ့လုပ်ငန်းရဲ့အဲ့အတခုနောက်ရွေချက်ကတူတခုဒီနှစ်ခုဘုံမှာခွဲပြီးတော့ပြောတာဖြစ်ပါတယ်ရွေချက်နဲ့လုပ်ငန်းနဲ့ဒီနေ့မှာလုပ်ငန်းဆိုတာတော့စိုင်းဆရာဖြစ်ခြင်းနဲ့တက္ကသိုလ်ဆရာဖြစ်ခြင်းနဲ့အဲ ဆရာဆရာမဖြစ်ခြင်းနဲ့လုပ်ငန်းရှင်ဖြစ်ခြင်းနဲ့အင်ဂျင်နီယာဖြစ်ခြင်းနဲ့သိပ္ပံရှင်ဖြစ်ခြင်းနဲ့ဆရာဖြစ်ခြင်းနဲ့အမ်ကွန်ပျူတာအင်ဂျင်နီယာ AI အင်ဂျင်နီယာစာရှိတဲ့ဖြင့်အမ်စိုက်ပျိုးပညာရှင်စာရှိတဲ့ဖြင့်လာဘောတတ်တဲ့လူအမျိုးမျိုးပေါ့ကိုရရှိတဲ့အခွင့်အလမ်းနဲ့အခွင့်အရေးနဲ့အဲ့ဒါတွေသူကဆက်ဆက်ပြီးတော့ ကိုထားရှိတဲ့အိမ်မက်တွေဖြစ်မဖြစ်နောက်ဆုံးတော့သူကဆုံးဖြတ်ပေးတယ်။အဲ့ဒီထက်မှကိုရဲ့စူးစမ်းမှုကိုဖြစ်ချင်မှုကတော့အဓိကကြတာပေါ့။စန္ဒခေါ်တာပေါ့။နော် intention စန္ဒကိုရဲ့စန္ဒကိုရဲ့ intention ကိုရဲ့ aim objective အဲ့ကိုပိုင်းရွေးချက်ဘာဖြစ်ချင်လဲ။အဲ promote နဲ့ဆိုရင် ဆက်နေနေဆက်ပြောနေမှာနိုင်ချာတာနာဖြူဖြစ်နေတယ်အဲ့တော့ကြိုးစားသမျှအရာတွေတခြားတွေလည်းဖြစ်တခြားကြွေချက်တွေလည်းရှိပါတယ်တခြားဖြစ်ခြင်းနဲ့အလုပ်တွေလည်းရှိတယ်ဒါပေမဲ့အဲ့ဒါတွေကတော့ဖြစ်ခြင်းလိုက်မဖြစ်ခြင်းလိုက်ဘီအလူတွေကြီးပြီးတော့တခြားအားချတိုင်းတကယ်တမ်းကျတော့ကိုယ်ဆက်တယ်မှာတကယ်ဖြစ်ခြင်းတာတော့မဟုတ်ပါဘူး တကယ်ဖြစ်ခြင်းလားမဖြစ်ခြင်းလားဆိုတော့ကိုယ်တိုင်လည်းအစာပိုင်းမှာတော့မသိဘူးနောက်ပိုင်းကျတော့ကိုယ်ပြန်ပြီးတော့တွေးကြည့်တယ်နိုင်ချာသာမန်ဖြူဖုံဖုံတစ်ပါးဖြစ်လာတာနိုင်ချာမှာနှစ်30လောက်သာမန်ဖြူခဲ့တာအခုလည်းပဲနိုင်ချာပြီးအမ်ကြွားပြီးတော့သာမန်ဖြူနေသေးတယ်ပြန်စမ်းရရခါဆိုတော့ဒီသာမန်ဖြူခြင်းနဲ့စိတ်ဓာတ်ရှိခဲ့တာပဲဟုတ်ကဲ့ ဒါတော့လုတ်ချင်တဲ့အလုပ်ဆိုတာစာရေးချင်တယ်အဲ့အလုပ်လည်းငယ်ကြရပါခဲ့ကဲအဲ့ဒီအလုပ်ကတော့အဲ့လိုအလုပ်တင်ကိုကြီးလိုက်ဘာလို့လုပ်မယ်ဆိုတဲ့ဟာတော့ကိုဖြစ်ချင်တဲ့အတိုင်းနော်မှန်ထားတဲ့အတိုင်းဖြစ်လာတယ်ရှိတယ်မဖြစ်လာလည်းရှိတယ်ဆော့ဘန့်ပြောတယ်ဒါပေမဲ့ရွေချက်နဲ့ပတ်သက်ပြီးတော့အစကတည်းကမှန်ကန်တဲ့ရွေချက်ချမှတ်ထားရင်အဲ့ဒီရွေချက်က ဖြစ်လဲဖြစ်လာတယ်ခိုးလုတ်တဲ့လုပ်ငန်းကိုလည်းပဲပြပြပြင်းပြင်းနဲ့အောင်မြင်မြင်ဖြစ်အောင်သူကခုညီပေးတယ်အဲ့ဒီရွေချက်ကဖာရုံဆိုတော့အင်္ဂလိပ်လိုပြောရင်တော့ဟာ global contribution global contribution ဆိုတာကမ္ဘာကြီးတိုးတက်အောင်ဆောင်ရွက်တဲ့နေရာမှာတထောင်တနေရာနေပါဝင်မယ်ဆိုတာ ဘယ်သူမှတော့အကုန်လုံးမလုပ်နိုင်ဘူး engineer လည်းဖြစ်ဆရာဝန်လည်းဖြစ်နော် accountant ဆိုရဲစေငံပညာရှင်လည်းဖြစ်အသိဉာဏ်ပညာရှင်လည်းဖြစ်ရူပဗေဒအသိဉာဏ်ရှင်လည်းဖြစ်ဆေးဝါးကျွမ်းကျင်တဲ့ပညာရှင်လည်းဖြစ်အကုန်လုံးတစ်ခါလည်းမဖြစ်နိုင်ပါဘူးဘယ်သူမှမဖြစ်နိုင် မာမကြီးတဲ့လူတွေအောင်မြင်တဲ့လူတွေကတခုကောင်းတဲ့အောင်မြင်ကြတယ်တခုကောင်းတဲ့အောင်မြင်ကြတယ်တချို့ဆိုအင်းပေါစီတမျိုးပဲရောက်နေလေတခက်တထည့်ရမှတထည့်ဖြစ်တယ်တထည့်ဟဲ့အင်းကိုအောင်မြင်တချို့ဆိုအင်းကားထွက်လို့တချို့ကတော့ကားထွက်လို့တော့မဟုတ်ဘူးကားပဲစီးတယ်ကားစီးသူများကအစီးတဲ့ကားကိုစီးအစီးတဲ့ကံကျတော့ဟုတ်ဟုတ်ကားမျိုးစုံ လိုဆေးရတယ်မြန်လဲမြန်မယ်ကောင်းလဲကောင်းတယ်သူများလည်းကြိုက်တယ်မခါဆေးတဲ့နေရာတွေမြို့တိုင်းမှာထားတယ်သူတို့ကုမ္ပဏီတွေကြီးပဲကုမ္ပဏီတစ်ခုပဲကားပဲဆေးတယ်တခြားဘာမှမလုပ်တချို့လူတွေကတော့တန့်ရှင်းရဲ့လုပ်တာလေယုံနေပေါ့မြို့တိုင်းမှာရှိတဲ့ယုံတွေသူများယုံပဲ့တယ်ဂျမယုံတွေဝင်ပြီးတော့တန့်ရှင်းရဲ့လုပ်တယ်အဲ့တခုပဲလုပ်တယ်တန်ရှင်းလို့ဆိုတော့သူများတဲ့အထင်ကြီးတဲ့အလို့ပုံမှန်ရွေးပြီးတော့ပြောတာအဲ့လိုလောက်တာတော့မှတကယ် မီလီယံဟန်ဖြစ်လာတဲ့လူတွေအများကြီးရှိတယ်လို့ပြောချင်တယ်။ဒါဖြင့်ဒီနေရာမှာရွေချက်ဆိုတာဘာပြောတော့ global contribution ဆိုတာကမ္ဘာအဆင့်နေနဲ့ကိုက contribute လုပ်ချင်တယ်။အကျိုးဖြစ်ထွန်းအောင်အကျိုးဖြစ်ထွန်းစေတယ်အကျိုးဖြစ်လုပ်ငန်းတွေလုပ်ချင်တယ်။ပြင်သစ်နိုင် lessons is what ဟဲ့တုတ်တန်တစ်ခုရှိတယ်။နာမည်ကြီးတုတ်တန်တစ်ခု။ နာပြက်လက်ရှင်စီဆမက်ထရီဘဲကပါကပါပဲရဲ့မှာပဲဖြစ်ဖြစ်ကပါအဆင့်အထိပညာရတခုနဲ့ထင်ရှားကြော်ကြရပုဂ္ဂိုလ်တွေဥမ္မာအစိုးရဟာတချင်းရေးဆရာလားဂီတာတီးတဲ့လူဟာစမ်းသစ်ဒီထွင်တဲ့ပုဂ္ဂိုလ်တွေဟာလုပ်ငန်းရှင်တွေဟာဆရာဝန်တွေဟာ အတွေးခေါ်ပညာရှင်တွေဟာအဲဒီဇိုင်နာတွေလားတခုခုပေါ့သူတို့လုပ်တဲ့လုပ်ငန်းမှာကဘာကျော်သည်ထိနော်လူသိများသွားတယ်သူတို့ရဲ့ပစ္စည်းကိုအသုံးပြုပြီးတော့လူတွေရဲ့ပြဿနာကိုဖြေရှင်းပေးနိုင်တယ်မိတ်ကပ်လုပ်တာဟာအဘိုးစားဒီဇိုင်းလုပ်တာဟာဆေးတီထွင်းဟာကားတီတခုခုအရန်ကိုနာမည်ကြီးလူ အဲ့ဒီလူရဲ့အာနောက်ဆုံး is it a na yu ya လို့ခေါ်တယ်အလူတွေသွားပြီးတော့ဂါရဝဖြူကြတယ်သွားပြီးတော့လေးလံကြတယ်ဟုတ်တုတ်တန်ဆိုဒီခါတဲ့မတိရလူကတော့အရင်ကြောက်စရာကောင်းတော့ဟိုမှာကျတော့တုတ်တန်ကျန်းနနာလှုပ်ထားတယ်အထပ်ပေါင်းများများစွာလှုပ်ထားတယ်အာအတူတူရဲ့ အုတ်ကူဆိုရင်လည်းတော့ပြတ်တိုက်ပုံမျိုးအဲ့ဒီပုဂ္ဂိုလ်ကဒီကဘာကြီးတိုးတက်အောင်လှုပ်တဲ့နေရာမှာဘာလှုပ်သွားလဲဥမာအင်ဂျင်နီယာနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတယ်အမ်ရန်ကုန်မန္တလေးမြန်မာပြည်တခြားနိုင်ငံရောအင်းဆောက်တယ်ဆိုရင်အမိုးကြီးယူလိုက်တယ် အဲ့ဒီအမိုးတွေမယူအောင်အမိုးယူရတဲ့ပြဿနာတွေကိုကိုကလေးလာပြီးတော့အမိုးမယူအောင်ဒီနည်းပညာတစ်ခုတည်ထွင်တယ်အဲ့ဒီဟာဟိုကိုရောင်းစားတယ်အမိုးမိုးပေးတယ်ပေါ့အမိုးတိဆောက်ပေးတယ်အမိုးတစ်ခုပဲနော်အဆောက်အဦတစ်ခုလုံးတော့မဟုတ်သေးဘူးအမိုးကောင်းအာဘလုတ်လုတ်ချင်တဲ့ဒီဇိုင်းလုတ်ဒါမဲ့မိုးမယူအောင်မိုးယူခိုင်းတယ်ပဲဘလို့အလွယ်တကူ ပြုပြင်နိုင်အောင်ကိုနည်းပညာနဲ့တတ်ထားရဲဆိုရင်ကိုကဘာကျော်သွားမှာပဲအခုဘုန်းတို့နဲ့အမိုးယူတာဆိုရင်အမလီယူလိုက်တယ်အဆောက်ဦးတွေဆောက်ပြီးတာမချာသေးဘူးမိုးတွေရတာနမူနာတစ်ခုပြောပြတာဒါတို့သမီးတို့အမ်အတိစေဖို့ကိုပေးပါဝင်ခြင်းမှာရှိတဲ့ပြဿနာကိုစိတ်ဝင်စားပြီးတော့ဘယ်လိုပြဿနာမျိုးငါဘယ်လိုဖြေရှင်းပေးနိုင်မှာလဲအကြောင်းတော့တက်တဲ့ခါမိုးရွာရင်လေ မိုးတန်နေကြားရတာပေါ့နော်အဲ့ကြတော့စာသင်ရတာကောင်းမကြားရဘူးအဲ့လိုဖြစ်တဲ့ဆိုရင်အမိုးပေါ်ရင်ညအဘေးကအထံကြီးထိတ်ပြီးတော့မကြားရအောင် sound proof လို့ခေါ်တာအဲ့ဒီနည်းပညာကိုကိုကရှာဖွေမယ်လူတွေဟိုအဲ့ဒီပညာရတဲ့အကျိုးပြုမယ်အကျိုးပြုတယ်ဆိုတဲ့နေရာမှာလှုပ်ပြီးတော့အလကားပေးတာပြောတာမဟုတ်ဘူးနော်လှုပ်ပြီးတော့လူတွေ အတုံးပြုတ်နိုင်အောင်ဝယ်ပြီးတော့အတုံးပြုတ်နိုင်အောင်အဲ့လိုပြောတာအဲ့ဒီလိုဆိုရင်တော့ဝယ်ရပြီးတော့အတုံးပြုတ်ရလူတွေလည်းပဲသူတို့ရဲ့ပြဿနာကိုသူတို့ကကိုတီချင်းထားတဲ့ပစ္စည်းနဲ့ဖြည့်ချင်းနိုင်တယ်တိတ်နဲ့အတွက်မဟုတ်ဘူးတနင်္ဂနွေနဲ့အတွက်တော့မဟုတ်ဘူးဘယ်နိုင်ငံပဲဖြစ်ဖြစ်အတုံးပြုတ်နိုင်တယ်အခုသားတို့သမီးတို့လက်ထက်မှာရှိနေတဲ့ဖုန်းတွေဒီဟာကိုဒီထွင်းတဲ့လူတွေပေါ့ အဲ့ဒါဆိုရင်လည်း global contribution တဲ့မှာပါတယ်ကမ္ဘာအဆင့်ပြောင်းပြောင်းမြောက်မြောက်စွမ်းဆောင်နိုင်တဲ့ပုံကိုယ်တွေပေါ့ဒါကြောင့်အခုငါဒီဟာလှုပ်ခြင်းတယ်ဒီတစ်ခုလှုပ်ခြင်းတယ်ဒီဟာဟိုတက္ကပလုံးမှာလူတွေအစ်တရောင်တက်တာနဲ့အတုံးပြုတ်နိုင်အောင်အာဖရိကတိုက်ရော အမေရိကန်တိုင်ရဲ့ဥရောပတိုင်ရဲ့အာရှတိုင်ရဲ့အခုလောဆယ်လူရေတန်း8000 8000ကျော်ရှိတဲ့နေရာမှာကိုအထုံးပြတဲ့ပစ္စည်းကအဲ့လူတွေတော်တော်များများအတွက်တန်း8000တော့မဟုတ်သေးပါဘူးတန်းတရာအတွက်ကောင်းတယ်ဆိုရင်ကိုပဲကိုကမီလီယံဖြစ်သွားမှာမီလီယံတစ်ထည်ဖြစ်သွားကိုကမီလီယံတစ်ထည်ဖြစ်အောင်လှုပ်တာကဒုတိယပဲပထမတော့ဘာလို့ဆိုသူများရဲ့ပြဿနာ ကပအဆင်ပြတနာတခုကိုဖြည့်ရှင်းပေးခြင်းဒါကြောင့်ဒါလို့သမီးတို့ကြတနာအခြေခံပြီးတော့စဉ်းစားရမယ်ပြတနာအခြေခံပြီးတော့အင်္ဂလိပ်လို problem based thinking ဗုဒ္ဓတရားတော်အရာဆိုရင်ဒုက္ခအခြေခံတဲ့တွေးခေါ်မှုတွေဘယ်နေရာမှာဘယ်လိုဒုက္ခရှိတယ်ဟုတ်အဲ့ဒုက္ခကိုဒုက္ခဆိုတာပြတနာကိုအဲ့ဒုက္ခကိုဖြည့်ရှင်းနိုင်အောင် အဲ့တဖက်တလန်းနေပြီးတော့စဉ်းစားမယ်အခုနေတော့မှတော့အပြင်းမှန်မရှိသေးဘူးဒါပေမဲ့အဲ့ဒီအပြင်းမှန်တစ်ခုခုရရှိအောင်ငါစူးစမ်းမယ်အများအတွက်တွေးတာပေါ့အများအတွက်တွေးအဲ့ဒီလိုလုပ်တယ်ဆိုရင်တော့ကိုအခုရည်မှန်းထားတဲ့အလုပ်ကိုလုပ်ဖြစ်ခဲ့ရင်လည်းပဲလုပ်နိုင်ခဲ့ရင်လည်းပဲကိုအောင်မြင်မယ် ်အခုမြုံမန်းထားတဲ့အလုပ်လုပ်ခွင့်မရဘူးအပြောင်းပြီးတော့လုပ်ရတယ်နီးစပ်အလုပ်လုပ်ရတယ်ဆိုရင်လည်းပဲခေါင်းကပြောတဲ့စိတ်တက်အများရဲ့ပြဿနာဝိုင်းဖြည့်ရှင်းပေးခြင်းနဲ့ဆိုတဲ့စိတ်တက်အဲ့ဒီစိတ်တက်နဲ့ကိုစူးစမ်းရဲဆိုရင်တော့အောင်မြင်မှသိကြတယ်ဟုတ်အခုဘောမလက်ထက်မှရှိတဲ့ဘောပင်လေးဒီဘောပင်ကဈေးဘယ်လောက်တန်တယ် ဒီတန်တဲ့ဟာဒီဒီဘောဂင်ဟိုအဲသူ့ထက်30အခိုင်နှုန်းဒါမှမဟုတ်40အခိုင်နှုန်းဒီတဲ့အဲ့တဲ့ဈေးတက်တာဘုံမထောက်လို့နိုင်ရင်ဒီလိုလဲကောင်းတယ်ဆိုရင်လူများဒီလူတွေကဘုံဘုံထုတ်တဲ့ဘုံဘုံရောင်းတဲ့ဘောပင်ပဲသူတို့အသုံးပြုဈေးချူသူများတဲ့ဈေးတက်တာရောင်းခြင်းပဲဘုံဘုံကရှုံးတာမဟုတ်ဘူး ကိုလှုပ်ထားတဲ့သူရေနာခထုတ်လို့ရေးမှလည်းပဲเนาะထုတ်လို့ရေးအပိုင်းမှလည်းပဲပတ်စံသက်တာကုံချမ်းကုံချော့အပိုင်းမှပတ်စံသက်တာအဲ့ဒါလည်းလှုပ်ထားတယ်အဲ့ဒါလည်းလှုပ်ထားဒါတွေကဒီရည်အချက်ကနေလာအများရဲ့ပြဿနာကိုဒီနေ့မဟုတ်ဒီနေ့ဝိုင်းဖြည့်ရှင်းပေးမယ်အများရဲ့ပြဿနာဝိုင်းဖြည့်ရှင်းပေးနေတဲ့လူက ကိုယ်ပြဿနာကိုမိသားစုပြဿနာဖြေရှင်းနိုင်တဲ့အရေးအသွေးတခါလေးရှိပြီးသားပဲဒါကြောင့်မြင့်မြင့်ကြံပါရွယ်ချဲကြီးကြီးထားပါအခုပြောတဲ့စိတ်ဓာတ်ကိုထားကရုဏာ compassion အခြေခံတဲ့စိတ်ဓာတ်လို့ခေါ်တယ်နောက်ပိုင်းကျရင်လည်းပဲဒီကြောင့်တည်းကြားပါလိမ့်မယ်ဒါကြောင့်ဥမာပြင်သစ်နိုင်ငံမှာအဖြစ် election တွေ တုတ်တန်မှန်ရှိတဲ့အထိအတိမပြုခံရတဲ့ကဘာကျော်ပုဂ္ဂိုလ်တွေသူတို့တွေကဘာတွေလုပ်ကြတော့အဲ့ဒါမျိုးတွေစိတ်ဝင်တစားလေ့လာကြအဲ့မှနာမည်ဘာတွေပုဂ္ဂိုလ်မှမဟုတ်ဘူးကိုယ်နိုင်ငံအတွင်းမှာလည်းပဲဘသူကိုဤသူတွေကလေးစားတယ်ဘသူတွေကအားကြတယ်တချို့ကတော့နာမည်ကြီးတဲ့အများအတွက် ကောင်းကျိုးဆောင်ရွက်လို့မဟုတ်ဘာမှမဟုတ်တာတွေ ਨੇ နာမည်ကြီးတာဆယ်လေးဖြစ်တယ်ဘာညာအဲ့ဒါမျိုးအဲ့ဒါမျိုးတွေကတော့အကြိုက်လည်းမခံဘူးအဲ့ဒါတွေကပေါ်ပင်နေပေါ့ပေါ်ပင်ရဲ့ရှိနာမည်ကြီးတယ်ကိုမရှိတဲ့နောက်ပိုင်းမှာလည်းပဲလောကကြီးကကိုကိုဆက်လက်ပြီးတော့ဂုံပြုအတိမတ်ပြု သရိယာနေမဲ့ဟာတော့ကိုလှုပ်တဲ့အလုပ်ပဲအဲ့ဒီအလုပ်ကိုလည်းပဲဘာရွေချက်နဲ့လှုပ်တယ်ဆိုတဲ့ဟာပဲဒါကြောင့်ကိုလှုပ်တဲ့အလုပ်ရယ်လှုပ်တဲ့ရွေချက်ရယ်အဲ့ဒီနှစ်ခုအချင်းချင်းဆွေးနွေးကြဖို့အဲ့ဒီတိုင်းတွေးခေါ်ကြဖို့ဖတ်ရှုကြဖို့ဒီခုကြည့်တယ်ဆိုရင် TikTok ထဲမှာကြည့်တာလား Facebook ထဲမှာကြည့်တာလားဒီလူကအများအတွက်ဘာလုပ်ပေးတာတော့ဘာကောင်းချက်လုပ်ပေးတာတော့အဲ့ဒီမိကွန်းအရင်မေးရမယ် global contribution ဘာလုပ်တော့အဲ့ဒီကျွန်။ငါကဘာလုပ်နိုင်တော့။ဥမာခုလောဆက်ကိုယ့်ရဲ့အကြောင်းမှာကိုယ့်အတန်းထဲမှာကိုယ်ကဘာလုပ်နိုင်တော့။ကိုယ့်ရဲ့အတန်းပေါ်တန်းပြတွေကိုချင်းစာချင်းအဖြစ်စိတ်ရှိတိခန့်ချင်းအဖြစ်ကိုကူညီနိုင်တာ။အငယ်လူအပေးချင်းဖြင့်ကူညီနိုင်တာ။ဘာသာတစ်ခုကိုကျွမ်းကျင်တဲ့ဟာတခြားကိုယ့်တငယ်ချင်းတွေကတိတ်မတိတဲ့ဟာတွေကိုကိုယ်ကစိတ်ရှိလက်ရှိနဲ့ပညာပါရမီဖြစ်အောင် ူညီပေးတာဒါတွေက contribution တွေကြီးပဲအများအကျိုးပေါ့အဲ့ဒီစိတ်သက်ထားတယ်ဆိုရင်ကိုယ့်အကူစင်ကျင်သုံးသပ်တဲ့နေရာမှာသုံးသပ်ရမယ်အချိန်စင်ကျင်သုံးသပ်မယ်အချိန်ရောက်လာရင်ကိုယ့်ရဲ့စင်ကျင်သုံးသပ်မှုကမှန်ကန်တာများပါလေစိတ်ဖြစ်စီမှုလည်းနည်းတယ် ဲ့ဒါလည်းမခတ်ဘူးအများအတွက်တွေးတယ်ဆိုကြရတဲ့အုံနောက်ပိုင်းဆိုင်ရာ neurology တိပ္ပံပညာကပြောတယ်အများအတွက်တွေးတဲ့လူတွေကရှေ့အုံနောက်နဲ့နှုတ်နောက်အုံနောက်ဆိုရင်ရှေ့အုံနောက်ကပို့ပြီးတော့အလုပ်လုပ်တဲ့အတွက်ကြောင့်မလို့ခံနိုင်ဖို့ကောင်းတယ် resilience ဆိုခံနိုင်ဖို့ကောင်းတယ်ကိုယ့်အတွက်တွေးတဲ့လူတွေကခံနိုင်တဲ့မရှိဘူးကိုယ်တွေပဲတွေးခက်တဲ့မေခွန်းနဲ့လွယ်တဲ့မေခွန်းဆိုရင်လွယ်တဲ့မေခွန်းပဲရွေးပြီးတော့ဖြစ်တယ် အများအတွက်တွေးတဲ့လူဟာတော့ငါဒီထက်ပိုနားလည်မှရမယ်ဆိုပြီးတော့ခက်တဲ့မိကွန်းတွေကိုလည်းမဖြုံဘူးမကြောက်ဘူးမိကွန်းတခုမေဖန်အခုဒါရစ်မီတို့ကြောင်းတက်တယ်ကို့အတွက်တွေးတာလားအများအတွက်ပဲတွေးတယ်ကိုယ်အတွက်တွေးတယ်ဆိုရင်တော့ကိုတရားနဲ့ဆံမဲအောင်ဖို့အတွက်ဆိုအများကြီးမလုပ်ရဘူး။အများကြီးလုပ်ဖို့မလိုဘူး။ကိုအတွက်ပဲတွေးအောင်စာသင်ခန်းနဲ့ဝင်နေဆိုရင် ရည်ချက်ကတည်းမကြီးတဲ့ခါကျတော့အချက်10ချက်မှ9ချက်လောက်တည်ရင်သူကစံပွဲအောင်တယ်။အများအတွက်ပဲတွေးတဲ့ခါကျတော့10ချက်ရှိရင်10ချက်လုံးကိုကတည်ချင်တယ်တည်ချင်တယ်စိတ်ဆန္ဒ motivation တွေရှိတယ်အဲ့ဒါလည်းမခအောင်အများပြဿနာဖြေရှင်းဖို့ကဒီ10ချက်နဲ့မလုံလောက်လောက်ဘူးထင်တယ်အပြင်းအစာတွေရှာဖတ်တယ်ရှောက်ဖတ်တယ်ဒါအများအတွက်တွေး ။အဲဒါကြောင့်အများအတွက်တွေးတဲ့လူတွေကနောက်ဆုံးတော့ဉာဏ်ဖို့ကောင်းတယ်။စိတ်ဓာတ်ဖို့မြင့်မာတယ်။အများအတွက်တွေးလို့အဲ့ဒီဟာကိုကရုဏာအခြေခံတယ်လို့ခေါ်တယ်။ဒါကြောင့်ကိုကအားကြတဲ့ပုဂ္ဂိုလ် role model ပေါ့။ကိုအားကြတဲ့ပုဂ္ဂိုလ်တွေထဲမှာလည်းပဲ။ဘသူကတော့ဖြင့်အများအတွက်ဘလို့အကျိုးဘလို့ကောင်းကျိုးဆောင်ရွက်သွားတယ်။ဆိုရဟာဒီစိတ်ဝင်စားနေလေးလာပါကိုယ့်ရဲ့လမ်းပွင့်လာမယ်ပို့ပြီးတော့ချောမွေ့လာမယ် အဲ smooth ဖြစ်လာမယ်။ဘာမြင်မှုလည်းပဲပို့ပြီးတော့ရရှိလာမယ်။ကိုလှုပ်ခြင်းနဲ့အလုပ်မလုပ်ရတာတော့မှကိုလှုပ်ရမယ်အလုပ်ကိုလှုပ်လာတဲ့အခါမှာကိုစိတ်နှမှုပျော်ရွှင်မှုတွေရရှိမယ်တဲ့။အဲ့ဒါလေးပဲဒီနေ့မှာကြားချင်ပါတယ်။